အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာအလွယ်တကူကြော်စားလို့ရတဲ့ KFC style ကြက်ကြော်ကြော်နီလေးကိုမျှဝေပေးမှာဖြစ်ပါတယ်။စိုင်းကြော်စားရသလိုပဲအနံ့ရတာနဲ့ပြည့်စုံပါတယ်ရှင်။ဒါလေးကတော့စီသန်းသန်းနဲ့အိမ်မှာပဲကြော်ထားတဲ့အင်ကြော်လက်ရလေးဖြစ်ပါတယ်။ကျမကတော့ကြက်ရည်ပုံတစ်ခုကိုသုံးထားပါတယ်။ချက်သားကို အပြားလေးတွေရအောင် ပပလေးလီးထားပါမယ်။ပြီးရင်အယောင်နဲ့မော ဖက်စားစွန်တစွန်စက်သားမုံစက်သွန်ဖြူမုံတကြစီအနှဲငယ်ထည့်ပြီးတော့မှအားလုံးကိုတမအောင်နေပါမယ်ရှင်အားလုံးတမအောင်နေပြီးရင်တော့နည်းစုံတနာကြီးကြော်ကြအောင်နှက်ထားပါမယ်အချိန်ကြာကြာနှက်ထားနိုင်လေပိုကောင်းလေဖြစ်ပါတယ်ပြီးရင်တော့စလုံးတစ်လုံးမှာဂျုံမုံ80ဂရမ်စက်သားမုံ ဖက်စားစွန်းတစုံနွမ်းနို့အကျက်100မီလီနဲ့ကျက်ဥတလုံးကိုထည့်ပြီးတော့မှသမအောင် မွေပေးပါမယ်။ဒီနေရာမှာကျမကတော့အလေးချိန်ကိုခံမှန်းပြီးရထည့်ခဲ့ပါတယ်။မပြစ်မကျဲလေးနဲ့ခုလိုနေထားရအောင်မွေပါမယ်ရှင်။နောက်ထပ်စလုံးတစ်လုံးမှာဂျုံမုတ်200ဂရမ် ကျမ်းကုံမုံ50ဂရမ်စက်သားမုံလက်ဖက်စားစွန်းတစ်စွန်းစက်တံပြူမုံလက်ဖက်စားစွန်းတစ်စွန်းဘေကင်းဆိုဒာနှင်းငယ်နဲ့ရေ50ဂရမ်လို့ကိုထည့်ပြီးတော့မှငယ်ပေးပါမယ်ကျမကတော့ရေလေးအနှင်းငယ်များသွားတဲ့အတွက်ဂျုံထက်ထည့်ပေးရပါတယ်နေနေနဲ့ဂျုံမုံလေးတွေကတော့အဖက်လေးတွေဖြစ်လာပါတယ်။ကျမရဲ့ဂျုံမုံဖက်လေးတွေကတော့အနှင်းငယ်ကြည်ခဲ့ပါတယ်။ ဘုရားသာနှတ်ထားတဲ့စက်သားကိုဂျုံမုံနှစ်ရည်လေးလူပြီးတော့မှဂျုံဘက်လေးတွေနဲ့နေရာနဲ့ကပ်ပါမယ်ပြီးရင်တော့စီပူပူမှာထဲကြပါမယ်ရှင်။ကျွလာတဲ့အခါမှာတစ်ဖက်ကိုလှန်ပေးပါမယ်။စက်သားပြားလေးတွေကိုတစ်ခုပြီးတစ်ခုထုံနီတိုင်းပဲကြော်ခဲ့ပါတယ်။ จิตသားလေးတွေဟာနှစ်ဖက်စလုံးကလည်းကြွရနေပြီးတော့မှအခုလိုအနေထားရောက်ပြီဆိုရင်တော့ဆယ်ယူလို့ရပါပြီ။ဆိုင်မှာကြော်စားတဲ့အတိုင်းအနှံ့အယားသာနဲ့အရန်ကိုပြည့်စုံပါတယ်။ကြော်စားကြည့်ကြပါနော်။ယေရှုတင်ပါတယ်ရှင်။